ောင်ကြီးရဲ့ဘလို့ထူးဆန်းတုံဆိုလူတော့လူလိုအကောင်ကြီးပဲ။ तू ကငဲပါအဥကြီးကအကြီးကြီးတဲ့။ဖုံးလို့မရဘူးကြီးနေ။ထိုင်လို့ရှင်လဲအဲ့ဒါကြီးပေါ်မှာထိုင်ရတယ်တဲ့။လမ်းလျှောက်လို့ရှင်လဲအဲ့ဒီဥလုံးကြီးကိုပခုံးပေါ်ထမ်းပြီးတော့သွားရတယ်။နော်တတဝါဖြစ်တယ်။ဒီလိုပုံစံကြီးနဲ့ဖြစ်တယ်။အဲ့ဒီတတဝါကြီးကလည်းအော်ဟိညင်းညူပြီးတော့ ကြီးလေးတဲ့ဝန်တုပ်ကြီးနဲ့ခီးသွားပြီးတော့မောပန်းနေတဲ့ဒုက္ခကိုခံစားရတယ်တဲ့သူ့ကိုတော့ကုံဗန္တပုရိတာကျိတ်တာကြီးလို့သူတို့ပြောတာเนาะသူကဘာကြောင့်တီးလို့ဖြစ်တာတော့ဆိုတော့ရက်ွက်တို့ခြေရွာတို့မှာမတရားအုပ်ချုပ်ခဲ့တဲ့ရက်ွက်တရားသူကြီးတို့ ခြေရွာတရားသူကြီးတို့အဲ့လိုပုံကမျိုးဖြစ်ခဲ့တာတဲ့ဖြစ်ခဲ့ပြီးတော့မတရားသဖြင့်တရားကိုဆုံးဖြတ်တယ်မမှန်ကန်တဲ့လူတွေကိုအနိုင်ပေးနော်လက်ထိုးတဲ့လူကိုအနိုင်ပေးလက်မပေးတဲ့လူကိုအရှုံးပေးပြီးတော့မတရားသဖြင့်ဆုံးဖြတ်တာမတရားသဖြင့်ဆုံးဖြတ်ရုံမကဘူးမနိုင်ဝန်တွေကိုအခွန်တွေ လူတွေမနိုင်အောင်ခွန်ဒုတ်တွေထန်းခိုင်းငွေကြီးတွေချဒဏ်တွေတက်နဲ့မနိုင်ဝန်တွေလုံးသည့်အတွက်ကြောင့်တဲ့သူကဝန်တို့ကြီးကိုထမ်းနေရတာမယုံရင်တော့စားရဲသွားချိန်ပြီးတော့ဒီတိုင်းပဲရေးထားတယ်နော်ရသော်ဗျာဟောထားတဲ့တရားတော်တွေထဲမှာဒီတိုင်းပဲရေးထားတယ်ကာမကုတ္တကာမဆိုတာရွာတို့ရက်ွက်တို့မြို့တို့အားလုံးကိုကာမကုတ္တဆိုတာကောက်ချစ်စင်လဲဆိုတာ တရားသဖြင့်မဆုံးဖြတ်ဘဲနဲ့တရားဥတွေကိုမျက်껙ပြုတ်ပြီးတော့မတရားတဲ့နေနဲ့တရားဆုံးဖြတ်တဲ့ပုဂ္ဂိုလ်တွေကိုကာမကုတ္တလို့ခေါ်တယ်။အဲဒီကာမကုတ္တတရားသူကြီးဟာမတရားသဖြင့်လုပ်ခဲ့သည့်အတွက်ကြောင့်ဒီလိုအဖြစ်မျိုးကိုရောက်တာတဲ့။ဒီတတ္တဝအဖြစ်မျိုးကိုရောက်သွားတတ်တယ်။အဲ့တော့ဘယ်သူမှပြုမိမိမှုဆိုတာကိုလှုပ်တာကဖြောက်ဖြက်လို့တော့မရဘူးပေါ့နော်ဖြောက်ဖြက်လို့တော့မရဘူး ဒါကြောင့်မို့မတရားတဲ့အလုပ်ဆိုတာမလုပ်တဲ့မှုပေါ့အိမ်တမ်းမှတတိထားဆရာကောင်းတယ်ပေါ့အများကိုနှိမ့်ဆက်ချင်းမှန်းလို့ရှိရင်ကိုယ်လည်းပဲနှိမ့်ဆက်ချင်းမှန်းခံရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတတ်တယ်ပေါ့လို့ဆိုလို့တယ်